ဆန်အရန်တပေါ်ချရပုံမျိုးဟုတ်ရှိတယ်အဲ့ဒါကကြတော့ HSK5 O portion နဲ့မပါတာနဲ့တူတယ်သူကဒီလောကကြီးမှာရှိတဲ့လူတွေကသုံးမျိုးခွဲထားတာပေါ့အရန်ကိုကောင်းလို့ပြီးတော့ပြောပြလိုက်တယ်ဆိုတော့တခါတော့မှလည်းနှစ်ဖက်ကကြတော့လူသုံးမျိုးကိုဖန်ဆင်းတယ်ပရမတ်တစ်မျိုးကကြတော့ဘလို့လူလဲဆိုလို့ရှိရင်သူကကြောင်းမြို့ကြီးတွေလုပ်တယ်ဒီပေါ့နော်လူသားတွေရဲ့ချိုးကျဲစုတော့အများကြီးလုပ်နေတယ်နောက်ပြီးတော့ဒါပေမဲ့သူကဘာဖြစ်သွားလဲဆိုတော့အဲ့လိုမျိုးလုပ်နေတဲ့အတွက်ကြောင့်သူ့ရဲ့ မိသားစုချစ်ခင်ရသူတွေနဲ့အဝေးမှာနေရတယ်သူ့ရဲ့ဘဝကဒီလူတွေအတွက်ပဲမြုပ်နှံထားရင်းနဲ့သူ့ဘဝရဲ့အချိန်ကြီးရပါတော့အဲ့လိုမိခွဲဖောက်ဝမ်းနဲ့ပဲအရင်းနေမရှိပဲနဲ့နေရတယ်ဒုတိယလူကကြောဘလူးလူလဲဆိုတော့သူကလောကကြီးမှာရှိတဲ့အဲ့လိုမျိုးအကောင်းဆုံးရာတွေရတယ်သူကအာပစံဆိုတော့ပစံအဲဆိုတော့ကအဲချမ်းသာကြွယ်ဝမှုဘာမျိုးမင်းအရက်အားလုံးရတာပေါ့နောက်ဆုံးကျတော့သူကဘလူးလူဖြစ်သွားလဲဆိုတော့အဲ့လိုမျိုးလူချင်းသားတွေအားလုံးရပြီးတော့နောက်ဆုံးမှာတော့သူကမထိ ူကကြတော့သူ့ဘဝရဲ့အချိန်ကိုနောက်ဆုံးမှာပေါ့နော်အဲ brain box လေးတစ်ခုပဲရှိတယ်ထောင်ထဲမှာပဲသူကကုန်ဆုံးလိုက်ရတယ်တဲ့အဲလူကပေါ့နော်ဒုတိယလူကတော့ society မှာရှိတဲ့လူစိုးဆိုတဲ့တွေပေါ့အဲနောက်ဆုံးလူကြတော့ဘယ်လိုလူလဲဆိုတော့သူကလူချင်တာကြီးလည်းလှုပ်တယ်စားချင်တာကြီးလည်းစားတယ်အဲ့လိုမျိုးတာမမဲသူ့ရဲ့ဘဝလေးကိုကြည့်လိုက်ကဘာနဲ့ရှိတဲ့အောင်မြင်မှုတွေလည်းမရှိဘူးကဘာနဲ့ရှိတဲ့စိုးရွားမှုတွေလည်းမရှိဘူးတိတ်တဆိတ်တွေပဲဟိုလေသူချစ်ခင်တဲ့မိသားစုနဲ့နေတယ်သူသဘောကျတဲ့အရာတွေလှုပ်ပြီးနေပါတဲ့သူအဲ့ဒီမှာကျတော့နောက်ဆုံးအမျိုးပေါ့နော်အဲ့ဒီလေတည်သွားတဲ့ခါကျရင်လည်းလူဖွဲ့စည်းရတဲ့နေရာကျတော့ပထမဆုံးလူကျတော့လူဖွဲ့စည်းရတဲ့နေရာကျတော့အရန်ကို ေးစားကြရတယ်။သူတို့ကကြတော့အတိအမလားဒီလူရဲ့အသေးချင်းကိစ္စကိုလည်းရိုက်လိုက်ပို့ကြတယ်။လူတွေအများကြီးကနေတော့ဝမ်းနေကြတယ်။ဒုတိယလူတွေသွားတဲ့ခါကျတော့လူတွေကတော့ဝမ်းလာကြတယ်။ဘာလို့ဒီလိုလူမျိုးရှိအဲ့လိုမျိုးတွေသွားတော့အရင်ဝမ်းသာတာပေါ့။အဲ့လိုမျိုးနောက်ဆုံးလူတွေသွားတဲ့ခါကျတော့ပုံမှန်လေးပဲပေါ့။သူကတော့အဲ့လိုပဲသူသူရဲ့မိသားစုသူ့ရဲ့ပေါင်းမတွေကသူ့ကိုလိုက်ပို့ကြတာပေါ့။ဟောဘူးမှလည်းအမှန်မရဘူးပေါ့။စရောကနှစ်ဖျားအတွက်ပြောရမယ်ဆိုရင်တော့တဲ့။ ဆိုတာကတင်ကြားရုံနဲ့ပြီးတော့ခါတီဘေးလောက်လာတာပြောတာဆိုတာအဲ့ဒါကိုလည်းဒုတိယလိုလည်းပြောထားတယ်ဆိုတော့ကိုရီးယား supporting တော့လည်းအရန်ကြိုက်တယ်ဆိုတော့အဲ့လိုမျိုးပြောပြအောင်ပြောင်းနေချင်ပါတယ်ဆိုတော့ကိုကိုတိုင်းဘယ်လိုလူမျိုးဖြစ်နေလဲကိုကိုကဘယ်ဆက်သွားမှာလဲဆိုတော့ဒီလိုချင်